အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်ပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှတော့ဗျာဆရာမောင်စိတ်ဝင်ပရိကုံရဲ့ကြပြာချို့ကိုဖတ်ပြပေးပေးရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါအောင်နော်။ပိုက်ကွန်လေးကငှက်များရောက်ရာမှာကြည်ပြင်း ခြေရင်းတွေကမထွက်ချင်တဲ့လောက်တွေမဟုတ်ပိုက်ကွန်တွေကကြီးငက်တွေပါပြေးထွက်ဖို့တကောင်စီမတွေ့ပိုက်ကွန်ကိုလန်းပြိုင်သူပြန်နိုင်ရေးအာထုတ်အတောင်မှန်တွေမပြုတ်သမျှကောင်းငင်ကိုငါတို့ပိုင်နေဘဲတစ်ပင်ကညုံညင်ညုံညင်အပြင်ထွက်နိုင်မှုအတွက်ကွန်ရက်ကိုချိုးဖောက်အလုံးလွတ်မြောက်ဖို့လိုတယ် အတောင်မှန်ရှိနေသည်မြတောအုပ်တိုင်းဟာငါတို့နေရာကြီးလေမောင်စိန်ဝင်။အိုနှင်းစီနှင်းစွတ်တွဲခုအိုနှင်းစီပွင်တင့်တယ်လွန်စွာပူပြီးလာစေရွှေရီငွေရီလောင်းလိုက်သည်။စုခက်ချွန်များမာနနှင်းစီမတ္တဒီမောညီနှံ့ဖုံးစီ ဟာညီရီလောင်းကျိန်မောင်းကျိန်စာတိုက်လိုက်သည်ရွှေရီလောင်းလောင်းမလောင်းလောင်းဟာညီရီလောင်းလောင်းမလောင်းလောင်းကောင်းထောင်ပွင့်ရင်ကိုပန်းငင်းမှာနှင်းစီရနဲ့မပြေနိုင်မောင်စိန်ဝင်အမေနေအမေကိုကတော်တဲ့ညာကငါ့ကိုပါခေါ်သွားတဲ့အမေစကားနဲ့ တော်လန်းလာလန်းဖြောင်းခဲ့ပါရဲ့အမေတက်စင်သားကအတက်ငင်ရတဲ့လမ်းမှာဘေးမတန်မှုယုံတယ်အမေရဲ့တွားကျိုးကအာကိုးစရာမြစ်တာစေတစ္ဆာဖြစ်နေစောက်ထားတယ်အမေနေတဲ့အမေရှိမှကတော့ခြင်းလို့ကိုဝင့်ညင်အမေရွာအရာပြအောက်မှာရှာမတွေ့လီမှာ ငါတနေ့နေ့စီလိုက်မယ်အမေစကားကို ပြန်ကြားနေရဲ့ပြာစရာမောင်စိန်ဝင်းပရိကော